Thank you. HTV channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော် HTV ပရိသတ်တွေရောက်ရှိနေတဲ့နေရာကတော့ညုံရုပ်ရှင်ုံနဲ့ဈေးပိုင်းရက်ကွက်ဘဘိုးတိုင်းဒေသကြီးဘဘိုးမြို့နယ်မှာရှိတဲ့မင်္ဂလာညုံရုပ်ရှင်ုံအစ်စ်ဖွင့်လှစ်တဲ့အခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့စတင်ပြီးတော့ဖွင့်လှစ်တဲ့အခမ်းအနား ဲပထမဦးစွာပြသသွားတဲ့ရုပ်ရှင်ကားကတော့ကျွန်တော်ဒီမှာရှိနေတဲ့နေမဝင်ရွာရုပ်ရှင်ကားဖြစ်ပါတယ်။ဒီကားကတော့ဒီနေ့မှာအထူးပွဲအနေနဲ့ပြသသွားမှာဖြစ်ပြီးတော့ပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုတွေကိုလည်းမကြခင်မှာဝိဒ္ဓမြာရေးထုတ်ရမှာဖြစ်ပါတယ်။ဒါအပြင်နေမဝင်ရွာထဲမှာအာဝင်ထားတဲ့အဓိပညာရှင်များစွာကလည်းဒီနေ့ပွဲအခမ်းအနားမှာရောက်ပြီးတော့ဝန်းရံထားတာကိုလည်းကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျာ။ဒီပရိသတ်များခင်ဗျာအခုလိုစုံနေစွာ ကြည့်ရှုနိုင်ဖို့အတွက်အခုလိုပဲဆက်သွယ်ပေးလိုက်ပါတယ်ခင်ဗျာ။ ားပြည်သူပြည်သားတွေဒီနောင်တက်တက်တသားနဲ့ကြီးရှုနိုင်ဖို့အတွက်ကျွန်တော်တို့မင်္ဂလာဥဆုကတတိယမြောက်ရွေးရှင်ရောအခုမှရှိတဲ့တတိယမြောက်ရွေးရှင်ရောဖွင့်နေခြင်းဖြစ်ပါတယ်ဗျာပထမဦးဆုံးကတော့ကျွန်တော်တို့ icon မင်္ဂလာ icon ဒုတိယရောင်ကတော့ကျွန်တော်ရွှေဟင်းသာဒါကတော့တတိယရောင်မြောက်မင်္ဂလာညွန့်ဖြစ်ပါတယ်ဗျာဟုတ်ကဲ့အခုစရင်ကျွန်တော်တို့ကမင်္ဂလာညွန့်ရွှေရှင်ကြီးကိုဖွင့်ပြသတာဖြစ်တဲ့အတွက်ဘဘိုးသူဘဘိုးသားတွေအနေနဲ့တနေ့ကိုရွှေရှင်လေးဝဲလာရောက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဆေး မနက်7:00နာရီခွဲပွဲနေ့လယ်7:00ခွဲပွဲနေ့လယ်2:00နာရီခွဲပွဲနဲ့ညနေ5:00နာရီခွဲပွဲဒီမှာလာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဈေးနှုန်းတွေအနေနဲ့ကလည်း3500 4500 5500ဆိုတော့ဒါကမိမိတက်နိုင်တဲ့ငွေကြေးတိုင်းတာပမာဏလေးနဲ့လာရောက်ပန်းချီကြပါလို့ကျွန်တော်မင်္ဂလာညွှန်ရတဲ့ကြောဖြစ်ပေါ်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတော့မြန်မာတနိုင်ငံတနိုင်ငံတရားမှာကျွန်တော်တို့အနေနဲ့မြန်မာပြည်သူပြည်သားတွေအပန်းဖြေနားဆင်နိုင်ဖို့အတွက်ညွှန်ကြည့် တိုင်းမှာကျွန်တော်တို့အနေနဲ့ရွှေရှင်ဖွင့်လှစ်သွားဖို့စီစဉ်ထားပါတယ်ခင်ဗျာဒီကတော့ကိုထွန်းလုံးပေါ့နော်ကိုထွန်းကဒီကားကိုရိုက်တင်တာတော့ကြာပြီကျွန်တော်2018လောက်တည်းကသူပြောနေတာဒီကားလေးရှိတယ်ရိုက်နေရိုက်မယ်ဆိုတာအဲ့ဒါသူပြောလုံးအကြီးတော့သူကိုယ်တိုင်လည်းရှေ့ကဦးစီးပြီးတော့သူကိုယ်တိုင်ထလုပ်ဒီလုပ်ပြီးရိုက်တယ်ဆိုတော့အဲ့ဒါနဲ့ဇက်ကလည်းဖက်ကြည့်တော့ဇက်ကလည်းချစ်စရာလေးပေါ့နော်ဇက်ကလည်းချစ်စရာလေးကျွန်တော်မရိုက်ဘူးဆိုတဲ့ဇက်မျိုးလက်ခံပြနေတာပါ အာတော်လေးဝမ်းတော့ပါတယ်ဒီလိုဟိုကျွန်တော်တို့ promotion ဆင်းတဲ့ပွဲဒီမှာဆိုလို့ရှိရင်လူအဲများများနဲ့ဆိုရင်ပို့ပြီးအားရှိတာပေါ့ကျွန်တော်တို့ကတော့ခုလာရုံအပြည့်လာတော့တော်တော်လေးအားရှိပါတယ်အဓိကဇက်နောက်ခံဖြစ်တဲ့ကျွန်တော်တို့နားမလည်တဲ့ပိုင်းတွေပါတယ်ပေါ့နော်ဆက်ကဟုတ်လားဇက်ဆိုတာကကျွန်တော်တို့နိုင်ငံရဲ့ရင်းချင်းမှုတွေဖြစ်တယ်ကျွန်တော်တို့ကာချာပေါ့နော်ဆိုတော့အဲ့ဒါကိုမပြည့်စည်အောင်ပေါ့ကိုတမောင်ဆမ်းမွေးကတော့တကယ်စက်တမင်လောကကလူတွေဆိုတော့သူတို့ကပို့ပြီးတော့နားလေတယ်ဆိုတော့ကိုတမောင်ဆမ်းမွေးအဓိကကိုတမောင်ဆမ်းမွေးရဲ့အကြံဉာဏ်ပေါ့နော်အဲ့ဒါရဲ့နောက်ပါမများ ဟိုတပင်ကတပင်ဌာနကမတ်တမီလာခံရဲ့အဲဒီ fortune buy နေပေါ့သူတို့တွေရဲ့အားဖြစ်မှုနဲ့ဒီကားလေးရဲ့ဖြစ်ခဲ့တာပေါ့ကိုတော့ तू तू ခုနကျွန်တော်ပြောသလိုပေါ့ तू အရန်ဖြစ်ချင်တယ်ဒီကားလေးရဲ့ချင်တယ်အာ तू စီစဉ်လဲဟုတ်တယ်နောက်ရှုသမန်ကြလို့ပါ तू ကားရတဲ့အချိန်မှာရောနော်အခုယုံတင်တဲ့အချိန်ကြီးကို तू ပြန်ရတတ်ပြီဒီကားအောင်မှာ तू တော်လေးစိတ်နေထားတယ်ကျွန်တော်က driving bike တစ်ခုပဲကျွန်တော်တောင်းရင်ကြတာပြလို့ကျွန်တော်ကအဲကိုရိုနာဆိုင်တော့အများကြီးကျွန်တော်ကဒီမှာတော့ပေါ့ဟိုဟာ တာဝန်ရမ်းမကြီးဘောကျွန်တော်တို့ဒီ driving တာဝန်ပိုင်းမှာကိုတော့ကတော့ဒီကားကြီးတစ်ခုလုံးထုတ်လုပ်မှုပိုင်းရောသူရဲ့ဒီစီစဉ်မှုပိုင်းတွေရောဒီကားအခုလုံး budget ကစားပါတော့ကိုတော့ပဲဒါဒီကောင်းထမ်းပြီးလုပ်ရတော့ကိုတော့သူဖြစ်ချင်တဲ့ဟာတွေကိုသူတကယ်လုပ်တယ်ကိုတော့ဆိုတာသူဖြစ်ချင်ရင်သူတကယ်ဖြစ်အောင်လုပ်တဲ့လူရောက်ပါတော့ကိုတော့တက်ကိုတကယ်အဲခုံယူသေးတာပါတယ် အဲဇကားလေးကတော့ကုတုနုစပြီးတော့ရိုက်မယ်ဆိုကြဲကပရီမာပေါ့နော်ကျွန်တော်တို့ဇန်ညုံးကအစအကုန်လုံးပြင်ဆင်တဲ့အချိန်မှာတဲ့အကောင်ချမ်းလူကလည်းအဲကုတုကျွန်တော်တို့ကဟာတာ တင်းတီးတန်ကြီးမသွားခြင်းဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းမသွားခြင်းအဲ့ဒါကိုကျွန်တော်ဘယ်လိုလေးဖန်တီးကြမလဲဆိုတဲ့အချိန်မှာဒီလူတွေရဲ့စိတ်နေစိတ်ထားနောက်ပြီးတော့လူတယောက်ချင်းစီရဲ့ဇယိုက်တွေနောက်ပြီးတော့ကိုယုံကြည်တဲ့ပုံမှာမှန်တဲ့အရာကြီးလည်းရှိသလိုလွဲချော်သွားတဲ့အခါမှာဘယ်လောက်ထိပြဿနာကြီးကြီးသွားနိုင်လဲဆိုတဲ့အားတွေကိုအဓိကထားပြီးကြိုက်ပြရတာပေါ့နော်ဆိုတော့လာကြီးရဲ့ပြည်သက်တွေအနေနဲ့ကတော့ဒီ poster ကိုကြည့်ပြီးရင်တဲကားလို့ထင်ကောင်းထင်မယ်လာကြီးရဲ့အခါမှာလည်းဟာသာကားလို့ထင်ကောင်းထင်မယ်ဒါပေမဲ့ကျွန်တော်တို့ပေးခြင်းတဲ့ message ကတော့လူတွေရဲ့စိတ်နေစိတ်ဘာဘာကိုဦးစားပေးပါတယ်ဝမ်းသာပါတယ်လမ်းမှာလာနေတဲ့အောင်ကျွန်တော်ကောင်းမှာပြောဖြစ်သေးရယ်မူရီရွာနေတော့ပြည် သက်တွေပေါ့နော်ကျွန်တော်တို့ယုံထဲမှာအဲစောင့်နိုင်ပါမလားပေါ့နော်စိုးရင်စိတ်ပေါ့နော်တကယ်လဲစုံချင်လို့ရန်ကုန်ကနေမှလာတာဆိုတော့တို့လည်းစောင့်ပေးနိုင်ပါမလားပေါ့ဒါပေမဲ့ဟိုထင်တာသူလိုမဟုတ်ဘဲနဲ့တကယ်ကိုအချိန်အရန်ပေးပြီးတော့မှမိုးရွာထဲမှာလည်းစောင့်ပေးရဲအခုယုံထဲမှာလည်းယုံပြီးအပြည့်ကိုတကယ်စိတ်ဝပါဝင်စားဆိုတာချိန်ပေးရတော့အရန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ခုနတယောက်ချင်းစီတိုင်အောင်လည်းဟိုပြောပါတယ်ယုံကမနေ့ပြန်မှတင်မဲ့ကားဆိုတော့ဗီဒီယိုလေးမရိုက်ဘဲနဲ့ပေါ့နော်ဒီတိုင်းလေးအားပေးပါဆိုအားပေးမယ်လို့ခရီးပေးရတော့လည်းအရန်ဝမ်းတာတယ်ပြောလဲပြောတယ်လူသမီးကိုတို့ရဲ့ပထမဦးဆုံး producer လုပ်တဲ့ကားလေးက ဒီဘကူးမှာရှိတဲ့ဒီယုံအကြီးပေါ့နော်မင်္ဂလာညွန့်ဟာကြီးရဲ့ဖွင့်အဖွင့်ပြပွဲလေးဖြစ်သွားရတော့လေဟိုကိုကို proud လေးဖြစ်တယ် proud ဖြစ်တယ်ဆိုတာဘယ်လိုမန်တက်တာမဟုတ်ဘူးဆိုတာဂုံယူမိတယ်အဲဂုံယူမိတယ်အဲနောက်ပြီးကြတော့အဲဘယ်လိုပြောမလဲဒီ ပကူးနဲ့ဆိုရင်ကိုစမ်းမင်းတို့ကိုကြံ့တို့ဆိုတော့အိမ်ညာလိုပဲဒီမှာတို့အမြဲကနေကြရတဲ့လူတွေဆိုတော့တို့နေရာမှာတို့လာရောက်ပြီးတော့ကြာသခွင့်ရတဲ့အတွက်ရမ်းဝမ်းသာပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီ HGB ကိုကြည့်ရှာပေးနေပရိသတ်များခင်ဗျာကျွန်တော်ဒီကားလေးကနေမွေရဆွေးရှင်စကားလေးဟာမေလ16ရက်နေ့ဆိုရင်စတင်ပြီးရုံနေပြသပြီးဖြစ်ပါတယ်။ဂျုံမာလာရောက်ကြည့်ရှာအဖေတို့အတွက်လေးသားသာဖိကြားလိုပါတယ်။လာကြည့်တဲ့အခါမှာဟာတကားလားဟော်ရကားလားဘလူကားလိုမျိုးလေးဖြစ်မလဲဆိုတော့ကိုယ့်အကူပဲဆုံးဖြတ်မယ်ကားလေးဖြစ်လို့အဲအချိန်ပေးပြီးလာရောက်ကြည့်ရှာအဖေတို့လေးသားသာဖိကြားပါတယ်ခင်ဗျာ။ဟာတိုင်းဘာသာလို့ အဲကျမကအငိမ့်မင်းသမီးစန်းတော်ရာဆိုတဲ့ဇက်ကောင်နေရာနေကျမပါဝင်ထားပါတယ်ရှင်ပရိုဂျူဆာဆိုတဲ့နေရာမှာလေတကယ့် international မှာလဲဒါရိုက်တာထက်ကိုသူကတာဝန်ပိုကြည့်ရယ်ရိုက်တာနေရာအထက်မှာရှိတယ်ပေါ့နော်လူရှင်ပွဲတွေဆိုလို့ရှင်ပရိုဂျူဆာကိုအဓိကထားပြီးဖိတ်ကြတယ်ပေါ့ပရိုဂျူဆာကမှအရန်အဲသူမှာတာဝန်ရှိရယ်သူက အဲသူကခေါင်းလေးအရှုပ်ခံရတယ်အဲ့လိုမျိုးပဲထွန်းတော့ကအာပရိုဂျက်ဆာတာဝန်ယူတဲ့အခါမှာသူနည်းနည်းလေးเออตูสိတ်ဖိစီးမှုတွေသူရှိတယ်ပေါ့ပရိုဂျူဆာလည်းသူပဲဇလန်းလည်းသူပဲတရုတ်ဆောင်လည်းသူပဲဆိုတဲ့အခါမှာလေသူတက်တော့နည်းခက်ခဲတယ်ပေါ့เนาะဒါပေမဲ့သူအေးအေးဆေးဆေးအောင်မြင်မြင်ပဲဖြတ်တန်းသွားနိုင်ပါတယ်ဒါကလည်းပဲဟိုဝိုင်းဝန်းပြီးတော့ကုညီကြတဲ့သူတွေကလည်းသူ့ကိုတကယ်ကိုချစ်ခင်လို့ပေါ့เนาะအဲ့ဒါကြောင့်မို့သူဒီရဲ့ အလုတ်သုံးလုတ်ကိုတခါရဲသူအေးစစ်စစ်လေးဖြတ်တန်းသွားနိုင်ပါတယ်။သူအကောင်းဆုံးလုတ်ထားတဲ့ဟာတကူစောင့်ပြီးတော့နားထောင်ရုံပါပဲလို့ပြိသက်ပြောတဲ့အတန်သူပြုံပြုံကြီးနဲ့သူနားထောင်နေရုံပါပဲလို့အဲပြီးတဲ့ခါကျတော့ကျမတို့နေဝင်ရွာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုကျမတို့တငယ်ချင်းတွေစုပြီးတော့အာတူးတူးဆဆနဲ့အဖျော်ပြတင်ကျင်ဆက်ထားတဲ့ကားလေးဖြစ်ပါတယ်။ အိုက်ကားလေးကိုလာပြီးတော့ဝန်းရံပေးကြပါလာပြီးတော့ကြည့်ရှုခန်းစားပေးကြပါအာကျမတို့အားလုံးကစူးစမ်းထားတဲ့ကားလေးကိုအသိမှတ်ပြုပေးကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါမြေမွေကဆိုတော့ကျွန်တော်မိသားစုလူလူဖြစ်နေတယ်။ပေါင်ဝင်တဲ့တိုးဆောင်များအကုန်လုံးကအဲ့လိုဖြစ်နေတဲ့ကျွန်တော်လောကကံရအဆင်ပြေပါတယ်။အဲ့အတွက်လည်းဘကူကလည်းယုံသစ်ဖွင့်ပွဲဆိုတော့ ရအောင်လာခဲ့ပြတာပါခင်ဗျာမိုးလည်းရွာနေကြတယ်အတိတ်နိမိတ်လည်းကောင်းတယ်အစင်းလည်းပြည်တယ်ပြီးတော့ဒီကားကိုလည်းအခုလာကြည့်တဲ့လူတွေကနင်းတာမဟုတ်ဘူးအဲ့အဲ့တွေလည်းအများကြီးခုံပြီပါခင်ဗျာနှစ်ပါးသွားရိုက်တဲ့ခါမှာနှစ်ပါးသွားခွင်ရိုက်တဲ့ခါမှာအဲကျွန်တော်ပဲဥဆောင်ပြီးတင်ပြတာပါကိုအောင်ရှမ်းလူကကျွန်တော်လွယ်ပြီးတဲ့အတွက်ကျွန်တော်ပဲရိုက်ပြီးလိုက်တယ်မဟုတ်ဟုတ်ဟုတ်အပြင်မှာရှိတဲ့ပုံစံမျိုးပဲ character ရဟိုမတိတဲ့ရွာတရာရောက်သွားတဲ့ခါမှာဖြစ်ပြတဲ့အဖြစ်ပြလေးတွေအဲ့လေးတွေဟာတာလေးတွေရောဒါမိသားတကယ်မရှိပါဘူးမရှိလည်းမရှိဘူးရှိလည်းရှိတယ် အဲ့လိုတွေးလို့ရတယ်ကိုလည်းတရားဟောယူထားမှုတာအဲ့ဒါကြောင့်မို့ဒါလည်းနည်းနည်းလေးလေးစမ်းလဲစမ်းလို့ဟိုပေါ့ရတာတစ်ခုပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျဟုတ်စိန်ဝင်းစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်းဒီမိုင်90အတွင်းမှာဘာရှိတော့ထားမှကြောက်ဘူး1 2 3